ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးသွားဖို့ရွေးချယ်ထားတာကတော့အောက်လန်းဘိုးထင်ဇလန်းတွေပဲဖြစ်ပါလိမ့်အားလုံးစိတ်နှိပ်ပြီးဆိုရင်နားဆင်ခံစားပေးကြပါဦးခင်ဗျာဦးအောင်လေးမောင်ဘိုးထင်မနက်စောပေပင်ရွာထဲမှာထွက်လာပြီးအင်ဂျင်ရွာကိုသွားနေကြတယ်ယခုတွင်တော့မောင်ဘိုးထင်အကင်းပါသွားပြီဖြစ်တော်တယ်ဓမင်းကိုစစ်သုံးဟန်းခေါ်ကြိုင်နဲ့ထဲကလွယ်ထဲထဲလာသလိုစစ်သုံးရေဘူးနဲ့လည်းရေထဲလာခဲ့တယ် ဓမင်းဆိုင်ကတကြိုင်တည်းရှိတာကြောင့်ဦးအောင်ကိုဓမင်းထုတ်လာတဲ့ကြောင်းပြောလိုက်တယ်။အဘကျုပ်ဓမင်းထုတ်လာတယ်ဗျ။ကောင်းတာပေါ့ကွာ။သွားမှကလည်းဝေးတာကို။အဘတော်ကတော့ကျုပ်အိမ်မက်နဲ့ဓမင်းထုတ်လာတယ်။ကြိုင်ကဘာဖြစ်လို့လဲကွာကောင်းလေးက။ကြိုင်ကကျုပ်တယောက်စာပဲရှိတယ်လေဗျာ။အဘအရင်သွားတော့ဓမင်းထုတ်လို့လား။မထုတ်ဘူးလေကွာ။မထုတ်ပဲအငတ်ခံတာမလား။အဲ့တော့အိမ်မက်နဲ့ထုတ်ခဲ့တာကိုတော့ကျင်းတတ်ဗျာ။အေးပါကွာ။မင်းကတော့လေ။ ဒါနဲ့ဘာဟင်းနဲ့ထုတ်လာလဲကွာအဘတော့အမဲသားဗျကျုပ်တော့ငှက်သားမင်းကဟင်းမှာခွဲကြနေတာလားနောက်ဆိုစံလေးပါခွဲကြပြီးတော့ချက်အုံးမှလာမသိဘူးဟေ့ဂျိုင်နဲ့ထဲလာတာကိုပြောတာပါဗျဓမင်းစားရင်တူတူစားမှာပဲဟင်းနဲ့မျိုးပေါ့ပါရင်နော်အေးပါကောင်လေးမင်းသဘောပါကဲသွတ်သွတ်ရှောက်ကွာအဘကပြောတော့မယ်ကျုပ်ကရှေးကနေနောက်လှည့်စကားပြောနေတာပါဗျအဘသာသွတ်သွတ်ရှောက်အောင်မှာနော်မောင်ဘိုးတင်ကရှေးကနေသွားနေပြီပြောလိုက်ချင်းဖြစ်လေရာ ဥုံမြည်သည့်စကားမှမပြောပါဘဲပြုံး၍သာလမ်းလျှောက်နေပါတော့တယ်။ဥုံနဲ့မောင်ဘိုးတင်တို့လမ်းလျှောက်လာလျားနေမုန်းတဲ့အချိန်ကိုရောက်ရှိလာခဲ့တယ်။အဲဒီကဥုံကလမ်းမေးမှာရှိတဲ့ညောင်ပင်ကြီးတစ်ပင်အောက်ကိုဝင်နားလိုက်ပြီးကောင်းလေးဓမင်းစားကြအောင်ကွာဘိုးတင်တန်ဖို့အဘသိပြီမလား။ဘာလဲကွာကောင်းလေးကမင်းစကားကလေဘိုးတင်နဲ့ခီးသွားရင်ဓမင်းမငတ်ဘူးဆိုတော့သိစေချင်တာဟုတ်ပါပြီကွာမင်းကလည်းကိုရီသွေးလိုက်တာဆိုတော့ အဖလည်းဗျာကျုပ်ကကိုကြီးသွေးစရာမလိုပါဘူးကိုကြီးကထပ်ပြီးသားမလိုပါဗျာအေးပါမောင်ကိုကြီးထက်ရဲ့ကဲဘိုက်စာပြီကွာဓမင်းစားဖို့ပြင်တော့မောင်မိုးတင်လည်းလွယ်ထဲမှာဓမင်းကြိုင်းနဲ့အင်မန့်နဲ့ထုတ်ထားတဲ့ဓမင်းတော့ကိုထုတ်လိုက်ကဦးအောင်ကိုကြည့်လိုက်ပြီအဖဘယ်ဟာနဲ့စားမှာလဲကြိုင်းနဲ့လားအင်မန့်နဲ့လားမင်းတို့ကကြိုင်းနဲ့ထည့်လာတယ်ဆိုအေးဗျာကျွန်တော်ပဲနင်းနာခံပြီးတော့ကြိုင်းနဲ့စားလိုက်ပါမယ်မောင်မိုးတင်ရဲ့စကားကြောင့်ဦးဘိုးထင်ကမျက်လုံးပြူးသွားပြီမင်းကကြိုင်းနဲ့စားမှာကိုနင်းနာခံတာလား အဘကလည်းကျုပ်ကလက်သေးသေးလေးပြဇွန်းကလည်းပါတာမဟုတ်အဘလက်ကြီးနဲ့ဂျိုင်နဲ့နှိုက်စားလို့ရလို့လားပြောအေးကွာနည်းနည်းတော့ခက်မယ်ဟာအဲ့ဒါကြောင့်အဘကိုဖတ်နေကြွေးလားအဘလက်ကြီးနဲ့စိတ်ကြိုက်စားစမ်းပြကျုပ်သားဂျိုင်နဲ့အဘကိုစားဖို့ပေးရင်အဘဂျိုင်နဲ့ကိုလက်နှိုက်ရတာအဆင်မပြေထမင်းစားလို့လဲဝါသလိုမဝါသလိုကဲကဲကိုသားလေးကငါဖတ်နေပဲစားပါမယ်ကွာထမင်းတို့ဖြေပါတော့အဘကိုထားတဲ့ကျုပ်စိနာကိုနားလေစမ်းပါဗျာအေးပါကွာနားလေပါပြီဦးလေးဘိုးထင်ရဲ့ကဲ သမင်ထည့်လာတာနဲ့ဒီနားလေပါပြီကွာဟုတ်ပြီလားဦးအောင်ကပြုံးရည်ပြီးတော့မာဘိုးထင်ကိုဦးလေးလိုရွဲခေါ်လိုက်လေတော့ဒီမာဘိုးထင်ကသမင်ထုပ်ကိုဖြီးလိုက်ပြီးဦးအောင်ကိုကမ်းပေးလိုက်ကစက်သုံးရေဘူးလေးမှရေများဖြင့်လက်ကိုလောင်းချပေးလိုက်သည်အဲနောက်သူလည်းလက်ဆေးပြီးတော့ဟန်ကောကျိုင်းကိုဖွင့်ကအတွင်းမှာငှက်သားဟင်းကိုဦးအောင်ရဲ့ဖတ်ထဲမှာထည့်ထားတဲ့သမင်များပေါ်မှာတင်ပေးလိုက်လေတယ်အဲဒီကဦးအောင်ကမင်းလည်းမဲသားဟင်းယူလေကွာ အဖိုင်ရောက်ပြီးကကျုပ်အမဲသားကြိုက်တဲ့တော့အမဲသားမစားချင်တော့ဘူးဗျာအေးငါကအမဲသားကမဝယ်လို့မရဘူးလေကွာအင်းမသိပါလေစားစားပါတို့တမင်းစားလို့ပြီးပြီဖြစ်တော့တယ်ဦးအောင်ကညောင်မင်းအောက်မှာလဲပြီးတော့နေတယ်မောင်ဘိုးထင်ကညောင်မင်းပေါ်မှာတွေ့တက်နေတဲ့နွယ်ပင်များဟာပတ်ခတ်လို့ဖြစ်နေတာကြောင့်အဲ့ဒီပေါ်မှာတက်အိတ်နေနဲ့ညောင်မင်းအောက်မှာလဲနေတဲ့ဦးအောင်ကိုစကားလှမ်းပြောလိုက်လေတယ်အဖအပေါ်တက်ခဲ့ပါလားဗျာဇိမ်ပဲဒီမှာပတ်ခတ်စည်းနေရတယ်လို့ပဲ ရပါပြီငါကောင်ရမတက်ပြရစီနဲ့อืมအသက်ကြီးလာတာမကောင်းဘူးလူကြီးတွေပြောကြတာအဘကြည့်ပြီးမှပဲသတိထားမိတော့တယ်ဦးအောင်ကမိထားတဲ့မျက်လုံးကိုဖွင့်လိုက်ပြီးအပေါ်မှာမောင်ဘိုးတင်ကိုကြည့်လိုက်ဒီလေမောင်ဘိုးတင်ကလည်းသူ့အာငယ်ဆောင်ကြည့်နေစကားပြောနေခြင်းပဲအခုလဲမောင်ဘိုးတင်ကဆက်ပြီးတော့စကားဆိုလာတယ်အဘတန်းနဲ့ကြုံမသိလို့တခုမေးမယ်နော်မေးလေကွာအဘကျွန်တော်ကအောင်လန်းဖြစ်ပြီလားပညာတော့မသင်ရသေးပြီမဲ့ ဖြေပြီလို့ပဲပြောပါတော့မင်းကငါသပဲ့လीကြောက်ကြားဘူးလားတော့အောင်လန်းနေညစ်ပတ်တယ်တဲ့ရေလဲမချိုးဘူးပြောတယ်ကျုပ်တို့ကတော့တန့်နေပါလားပါဟာမင်းပြောမှငါလည်းတတိထားမိညစ်ပတ်ပြီးစုပ်ပြနေမှာအောင်လန်းမဟုတ်ဘူးကွာဘယ်လိုမှအောင်လန်းတယ်လဲအဖြူနဲ့အမဲရှိတယ်ကွာငါတို့ကအမဲတွေနောက်ထပ်လူတွေကအဖြူတွေဘသူတွေလဲပါအထက်လန်းတွေပေါ့ကွာငါတို့မှကသီလမရှိဘူးတို့ပြင်မဲ့ကျင့်ဝတ်တော့ထားလို့ရတယ်မင်းဘာဘာသာကိုးွယ်လေကောင်းလေး ဖရာဦးစင်ကြုတ်ရွာအိမ်မရှိတယ်ဆိုတော့ဖရာကိုကိုယ်တယ်ထင်နေဗျ။မောင်ဘိုးတင်စကားပြောလို့ပြီးတဲ့အခါဦးအောင်ကငုတ်တုတ်ပြန်ထိုင်လိုက်ပြီ။ဖရာလန်းစင်နဲ့ပြောင်းပြန်ဆန့်ကျင်ပြီးလှုပ်နေလို့အောင်လန်းလို့ခေါ်တာကောင်းလေး။ဖရာလန်းစင်ကဘာလဲပါ။ငါလည်းမသိဘူးကွာအဲ့ဒါထားလိုက်တော့အဲ့ဒါတည်းကဒိုးနဲ့လားလားမှမဆိုင်ဘူး။တခုရှိတာကအောင်လန်းဆိုပြီးမယ်အကုန်လုံးမကောင်းတဲ့သူမဟုတ်ဘူးကွာ။ဝါသနာကြောင့်အောင်လန်းဖြစ်နေပြီးမယ်အကျင့်ကောင်းတဲ့သူတွေရှိတယ်။အဘလိုမျိုးလား။ ဟာငါကဘာအကျင်ကောင်းလို့လဲဟာအဘသာအကျင်ကောင်းရင်ကျုပ်အခုလိုကောင်းကောင်းနေကောင်းကောင်းမစားရပါဘူးဗျာဦးငါမောင်မိုးတင်ကိုလှမ်းကြည့်လိုက်လေတဲ့အမေရိကန်ကိုသူ့ဟာကျေးဇူးတင်နေတဲ့မျက်နာဖြင့်စကားပြောနေလေဟာသူ့ဤစိတ်ထဲမှာတော်ပင်ကျေနပ်နေမိတယ်အဲဒီနောက်ဦးအောင်ကကောင်းလေးခဏမေးလိုက်ကွာ ပြီးရင်ခီးဆက်ကြအောင်လို့ဟုတ်ကဲ့ပါမောင်မိုးတင်ကဦးဝင်းရဲ့စကားဆုံးတာနဲ့ပကတ်လိုဖြစ်နေတဲ့ຫນွယ်များပေါ်ကိုမျက်လုံးကိုမှိတ်ပြီးတော့မေးလိုက်လေတဲ့ မလန်မကန်မှာအောငှက်တန်လေးကလွမ်းမောဝဲထွက်ပေါ်လာလေလေမောင်ဘိုးတွေတက်ပြီးတော့အိတ်နေတဲ့ပကတ်ပုံစံຫນွယ်လေးများကတဖြည်းဖြည်းပကတ်လွှဲသီလာလှုပ်ရမ်းလာလေလေမောင်ဘိုးတွေလည်းအိတ်ပြောလို့သွားပြီးဖြစ်တော်တယ်ညောင်မင်းအောင်မှာထိုင်နေတဲ့ဥုံမှာမောင်ဘိုးတွေအိတ်နေတဲ့ຫນွယ်များကိုလှုပ်ရမ်းပေးနေတဲ့သူအားသေချာမြင်နေရလေလေစနွေးများလိမ့်ကြံထားပြီးတော့သပင်ဖားရချထားတယ်ဝင်းဝါလေးနဲ့မျက်နာမှာရှိတဲ့မျက်လုံးမွဲမဲများမှလည်းမျက်ရည်တုလို့ထင်ရတဲ့အမေရောင်ကြီးများ ကြနေပါလိတော့တယ်။ဦးအောင်နဲ့မောင်ဘိုးတင်ခီးဆက်လာကြသည်မှာညနေအချိန်သုံးပင်ရောက်လာပြီဖြစ်တော့တယ်။မကြသောအချိန်မှာတော့တစ်စိန်ရွာနဲ့အင်ဂျင်ရွာကိုသွားရတဲ့လမ်းခွဲလေးကိုရောက်လာတဲ့အခါဦးအောင်ကရှေ့မှာမောင်ဘိုးတင်ကိုကောင်းလေးမင်းရွာဝင်အောင်ပါလား။မောင်ဘိုးတင်ကခဏကြက်လိုက်တယ်။အချိန်ဒီကညနေစောင်းနေဖြစ်တော့တယ်။အဲနောက်ခေတ္တစဉ်းစားကဝင်လို့အချိန်ပြည့်တယ်ဆိုရင်တော့ခဏတော့ဝင်ကျင်သားပါရ။ရပါတယ်ကွာ။ကဲကဲသွားကြတာပေါ့။လား။ ဦးအောင်နဲ့မောင်ဘိုးတင်ရွာထဲဝင်လာလေတယ်။ရွာထဲကိုရောက်တဲ့အခါတချို့သူများကမောင်ဘိုးတင်ကိုနှုတ်ဆက်ကြသလို တချို့သူများကမတိကျိုးကျွံပြူသွားကြလေတယ်။အဲဒီနောက်မောင်ဘိုးတင်ကဦးအောင်ကိုလှည့်ပြီးတော့စကားဆိုလိုက်ပြန်တယ်။အဖာကျွန်တော်ရက်ဆိုင်ခဏဝင်ကျင်နေဗျာ။ဟာကောင်းလေငါအခုတော့ရက်မတော့ဘူးကွာ။အဖာတို့တိုက်မှလည်းမဟုတ်ပါဘူးဗျာ။ကျွန်တော်ငွေ၃၀လောက်ပေးပါလား။အေးအေးရတယ်ရတယ်ရော့။မောင်ဘိုးတင်တောင်းတောင်းငွေရအောင်ကမဆိုင်မတွထုတ်ပေးလိုက်တယ်။ခဏများလမ်းလျှောက်ပြီးချိန်မှာ တင်းစိမ့်ရွာမှာရှိတဲ့ကိုစိုးကြီးရဲ့ဆိုင်ကိုရောက်လာခဲ့လေတယ်။ဆိုင်ထဲမှာရဲ့ချိန်ထဲပေးနေကိုစိုးကြီးဟာမောင်မိုးတွေကိုမြင်တဲ့အခါမှာတော့ပိုးတင်ရွာလေးလာတာလားဟာဒီမှာအိမ်မဲဆိုငါးစီမှာတမိလာစားကွာအလေးလာတာမဟုတ်ဘူးဗျာလမ်းကြုံလို့ဝင်လာတာကျုပ်ကဒပလင်းပေးစက်မအောင်ရော့ရမငွေဩအေးအေးမင်းကအရက်တောက်တက်နေရလားမဟုတ်ပါဘူးဗျာကျုပ်အင်္ဂါပြန်မလို့အဖေအတွက်ဝယ်တာပါအဲ့လိုဆိုရင်တော့ငါညသွားပို့ကြမလို့တော့ဘူးပေါ့ကွာမင်းဖေကငါ့ကိုငွေပေးထားတာညနေတိုင်းတလုံးအမြဲတမ်းသွားသွားပို့ပေးရတယ်ဟိ့ ေးဗျာကျုပ်သွားအောင်မယ်ဦးစိုးကြီးအင်ညွှန်းရောင်လည်းသွားအောင်မှာဘိုးဗျာအေးအေးကဲသွားသွားသွားမဘိုးထင်ကရပလင်းကိုယူကာဆိုင်ထဲမှာထွက်လာပြီးဆိုင်ဝါမှာစောင့်နေတဲ့ဦးအောင်ကိုခေါ်ကသူ့ဤအိမ်ကို ခြေဦးလှည့်လိုက်ပါတော့တယ်မဘိုးထင်နဲ့ဦးအောင်တို့နှစ်ယောက်မဘိုးထင်နေအိမ်ကိုရောက်လာပြီးဖြစ်တော့တယ်အိမ်ရှိကိုပြတ်မှာတော့မဘိုးထင်ရဲ့ဖခင်ဦးကောင်းအရက်တပလင်းနဲ့အရက်ကိုစိန်ခံတောင်းနေတာကိုမျက်နာကလည်းပွာရောက်နေပြီးဖြစ်တော့တယ်ဦးကောင်းကအိမ်ထဲကိုဝင်လာတဲ့မောင်ဘိုးထင်ကိုတွေ့လိုက်ရတဲ့အခါ ဟာဂျိုးကောင်လေးမင်းဘာလာလောက်တာလဲအလုံးမလုံးချင်လို့ပြန်ပြေးလာဟလာအဲ့လိုလုံးရင်မင်းငါကြောင်းသိရနော်မဟုတ်ပါဘူးဗျာကျုပ်လမ်းကြောင်လို့ဝင်လာပါဒီမှာကျုပ်အလုံးချင်ဥုံးနဲ့အတူတူလာတာပါအော်ဟုတ်လားအကလာလာလာထိုင်ပါဗျာထိုင်ပါဥကောင်ကမဘိုးရင်ရဲ့အလုံးချင်ပြောစကားကြောင့်သူနဲ့မလမ်းမကန်းနေရက်နေတော့ဥုံးကိုလော့ကုတ်ပြုလိုက်လေတယ်ဦးကကိုပြက်လေးမှထိုင်လိုက်တယ်။မောင်ဘိုးတင်ကလည်းဝယ်လာတဲ့ရပလင်းကိုဦးကောင်းရှိမှချလိုက်ပြီ ကျုပ်ရက်ဝဲလာတယ်။အာဂျိုကောင်လေးကအလိုက်စီသားပဲ။ဟောကောင်းတယ်ကွာကောင်းတယ်ကောင်းတယ်။မောင်မိုးတင်ပါပြန်မပြောပြီ။ထို့နောက်ဦးအောင်ကအရက်ကြီးဝေမှုနေတော့ဦးကောင်းကိုကြည့်ကမင်းဘာလှုပ်လှုပ်လဲ။အာခုတော့ဘာမှမလုပ်ဘူး။အမဲလေးဝက်လေးဖော်ရင်တော့အမဲကူဖြတ်တယ်။ဝက်ဖော်ကူတယ်ပေါ့ဗျာ။ဒါနဲ့မင်းရဲ့သားကိုဘာလို့ဂျိုကောင်လေးလို့ခေါ်တာလဲကွာ။အာကျုံမင်းမသိရတာသူ့ကြောင့်ဗျာ။ ဦးအောင်ကပြုံးလိုက်တယ်။အဲဒီနောက်ဦးကောင်းကိုစိတ်စိတ်ကြည့်ကမင်းဆုံးရှုံးရတာကမင်းမိမ့်မှာကွာ။မင်းသားဘိုးတင်ဆုံးရှုံးရတာသူ့မေအပြစ်တင်ရမှာကမင်းကိုသူကတော့အပြစ်တင်အောင်ပါ။အာဘာဆိုင်လဲဗျာ။ကြုတ်ချရတဲ့မိမ့်မှာဆုံးလာလိ။ကြုတ်ဒီလိုအရသမားလုံးလုံးဘွားရောက်တာ။အဲဒီကောင်ကြိုးကောင်ကြောင့်လူဖင်းစကားတွေလာပြောနေပါလား။မိမ့်မှာဆိုတာမရှိတော့ရင်နောက်တယောက်ယူမိမ့်မှာပဲလေကွာ။ ဘိုးတင်ဆုံးပါသွားတဲ့သူ့အမေနဲ့မင်းပြန်ရှာပြီးတော့အစားထိုးပေးတန်ရလာရရင်တော့အမေလို့မခေါ်တော့ဘူးမိထွေးလို့ပဲခေါ်တယ်ကွာဦးအောင်ရဲ့စကားများကိုဦးကောင်းကမြည်သောခုံတုံးပြန်မှုမှမလုပ်ပြီအဲဒီကဦးအောင်ကဆက်ပြီးတော့စကားကိုဆိုလိုက်တယ်ဟေးကောင်ငါပြောရအောင်မေမိမိမသေးလို့နောက်ထပ်ထပ်ယူရင်မိမရတယ်လို့ပဲခေါ်တယ်ကွာအလွန်ဆုံးနောက်မိမမင်းသားဘိုးတင်မေသေးလို့မင်းကနောက်ထပ်မိမထပ်ယူရင်နောက်အမေလို့ဘယ်သူမှမခေါ်ကြဘူးကွာ အစာထိုးလို့မရတဲ့စုံစုံမို့ကြုံခဲ့ရတဲ့ငါကောင်လေးဘိုးတင်ဟာမင်းတို့ကိုအပြစ်မတင်ရပဲနောက်ထပ်အစာထိုးလို့ရတဲ့မိမအခန့်မတင်လို့တေးတာကိုမင်းကငါကောင်လေးကိုဂျိုးကောင်လေးတယ်လားတတော်တရားကြဖို့ကောင်းတယ်ကောင်းတယ်ကွာဥုံကြီးစကားကိုဥကောင်းကမြည်သွမှပြန်မပြောနိုင်ပြီအဲဒီကမှဥုံကမောင်ဘိုးတင်ကိုတွားရအောင်ဆိုတဲ့သဘောနဲ့မျက်စာပြစ်ပြလိုက်ပြီဥကောင်းနဲ့သူအိမ်ကိုခြံခဲ့ကအင်ဂျင်ရွာကိုခရီးဆက်လိုက်တော့တယ်ဥကောင်းဒီကအရာပလင်းကိုကင်ပြီးတော့ အိမ်ဝိုင်းထဲမှာထွက်ခွာသွားသောမောင်ဘိုးတင်ကိုငေးကြည့်နေပါတော့တယ်။ဦးအောင်နဲ့မောင်ဘိုးတင်တစ်ဆင်ရွာမှာထွက်လာလျာမိုးပင်အတော်လေးချုံနေပြီဖြစ်တော့တယ်။ဦးအောင်ကမိသည့်စကားမှမပြောဘဲငိန်ကြသားကောင်းနေတဲ့မောင်ဘိုးတင်ကိုစကားဆပြီးဆိုလိုက်တယ်။ကောင်းလေးငိန်လှကြည်လားကွာ။အဘခုနဘကျုပ်ဖေကိုပြောရတဲ့စကားတွေကြားပြီးတော့အမေကိုအမှတ်ရလို့ပါဗျာ။အေးကွာငါနားလဲပါတယ်။ဒါပေမဲ့မင်းဖေကလွန်နေကွာ။ ုံလဲသိပါရဗျာဒါမဲ့အမေကိုတော့ချစ်တာပဲဆိုရအတွင်းနဲ့ကျုပ်သူပြောတာလောက်တာတွေဘာမှပြန်မပြောပဲကျေနပ်နေတာပါဗျာဟောမင်းအမေကိုမင်းတော်တော်ချစ်သားကိုချစ်တာပေါ့ဗျာနေကညောင်မယောင်အိတ်တုံးကတော့ကျုပ်အိမ်မက်မှတ်သေးတယ်ဘလို့မှတ်တာလဲကွာပြောစမ်းပါဦးကျုပ်အိမ်မက်ထဲမှာကျုပ်ကကလေးဗျာပကတဲ့မှာအိတ်နေတာအမေကကျုပ်အိမ်နေတဲ့ဘက်ကကိုပြုံးကြည့်ပြီးလွှဲပေးနေတာကျုပ်ကကလေးသားဖြစ်နေတာပြောနေတာဗျာ ။မောင်မိုးတွေကပြုံးချွေပြီးတော့စကားပြောနေရာဦးအောင်ဒီလည်းပြုံးပြီးတော့နားထောင်ရင်းကောင်းလေးမင်းဘိုင်းစားပြီလား။မစားသေးပါဘူးပါ။ငါတို့အင်ဂျင်ရာကဖုတ်ဝင်နေတဲ့သူကိုဖုတ်ထုတ်ဖို့တရေတကောင်လို့ရဲကွာ။ဘယ်မှာသွားရှာမှာလဲပါ။တရေဆိုပေမဲ့ကမစိတ်ကြီးကြီးတဲ့ကောင်ကိုလိုချင်တာ။အဲ့ဒါဆိုကျုပ်တို့ရွာသိန်းတိုင်းမှာရှိလောက်တယ်ပါ။အေးဒါဆိုသွားကြတာပေါ့ကွာ။ဦးအောင်နဲ့မောင်ဘိုးတွေလည်းသိစိမ့်ရွာရဲ့တင်းတိုင်းကိုထွက်ခွာသွားကြလေတော့တယ် မောင်မိုးထင်ကသူအမြဲထိုင်နေကြအုပ်ကိုပမာထိုင်လိုက်လေတဲ့အမောင်တို့ကြီးဆိုးတဲ့ဒေတာများဖြစ်တာကြောင့်လာရောင်ကအင်မတန်ထွန်းလင်းနေသေးအောင်အေးမြသောလာရဲ့ရောင်နဲ့တူလေနူအေးလေးများလည်းတိုက်ခတ်နေတာကြောင့်တိတ်ဆိတ်နေတဲ့တင်းကြိုင်းဟာဥုံအုံနဲ့မောင်ဘိုးတင်ဖို့နေလို့ပင်ကောင်းတယ်လို့ထင်နေလေတယ်အေးပြီးနေလို့ကောင်းလိုက်တာဗျာအေးကွာရွာတွေကလူတွေကဘုရားရဲ့တရားရဲ့နေရတာအေးချမ်းလိုက်တာလို့ပြောဘူးတယ်ငါလည်းတေချာမသိပါဘူးကွာဒါပေမဲ့ခုတင်းကြိုင်းရိတ်ကပို့ပြီးတော့အေးချမ်းပြီးနေလို့ကောင်းတယ်ဆိုတာ အဲ့လူတွေမသိလို့ဖြစ်မယ်အဖတော့ပြောတော့မယ်ဗျာဘယ်ချိန်တည်းဖမ်းမှလဲတင်ပြအောင်ဗျတင်ရတာမခက်ပါဘူးကွာမင်းဆိုပိုတောင်းမခက်သေးမင်းလိုကြောက်ရလန့်မှမသိတဲ့ကောင်ကဘာမှတော့တိတ်တင်စရာမလိုမင်းကိုဈေးမင်းကြောင့်ထိုးတဲ့အတက်နဲ့မန်တန်အတက်ကတော့နောက်မှတဖြည်းဖြည်းတင်ပေးမယ်ကွာဟုတ်ပါဦးအောင်ကအုပ်ကဘချိန်လွှဲချထိုင်လိုက်ပြီးတဲ့နောက်မောင်ဘိုးတင်ကိုကြည့်ကအခုကတည်းဖမ်းတာမဟုတ်ဘူးကွာမွေးတာအရင်ငါလာတာကဖမ်းတာ ကိုတိုက်ချင်တဲ့အိမ်ကိုတရေရဲ့စိတ်ဆွဲလန်းမှုတဲ့အရာတွေကိုယူပြီးတော့သွားမြုပ်တာပေါ့ကွာပြီးတော့အဲ့ဒီမှာရှိသေးတာပဲဒေါသထွားနေတဲ့တရေတွေကအဲ့ဒီအိမ်မှာခြောက်လှမ်းကြပေါ့ကွာအော်ဟုတ်သဘောပေါက်ပြီပါ အခုကကမွေးမှာလားဟုတ်တယ်ငါတို့သူ့ကိုကြွေးမွေးပြီးနေရာတနေရာပေးထားမယ်လိုအပ်ရင်ခိုင်းမယ်ပေါ့ကွာဟုတ်ကဲ့ပါကဲကဲလူလေးတရေရွေးပွဲလေးစလိုက်ရအောင်ပေါ့နေအောင်ပါသူများတွေပြောတယ်တင်းချိုင်းဆောင်မတ်ဖွဲပါဆိုတာကြီးနဲ့ဟောတွေ့အောင်ပါလား သင်းကြိုင်တွေတလောက်များတာကွာမဖဲဝါဘယ်သင်းကြိုင်နေလဲတော့မသိဘူးခေါ်ရင်တော့လာမှာပေါ့ဟုတ်လားပါလာရင်လည်းသူ့ပဲဖမ်းသွားမလားလို့ကြောက်ကတွေးနေတာမောင်ဘိုးရင်ရဲ့စကားကြောင့်ဥုံမျက်လုံးပြူးကမောင်ဘိုးရင်ကိုကြည့်လိုက်လေမောင်ဘိုးရင်ကအုတ်ကူပေါ်ခြေထောက်အောက်ကိုလွှဲချထိုင်နေခဲ့တယ်အဲဒီနောက်ဥုံကမောင်ဘိုးရင်ကိုကောင်းလေးတရေတစီတွေမွေးတော့မယ်ဆိုရင်ဂရီတီရတယ်အဲဒီကောင်းလေးကလူလိုမဟုတ်ဘူးကြွေးမယ်သူကြွေးရတယ်နေပါအောင်နောက်နေမှလို့ပြောမရဘူး ဲတော့ဂရီမပေးခင်တေချာစဉ်းစားဖြစ်နိုင်မဖြစ်နိုင်ပေါ့ဟုတ်ပါပြီးတော့တရေမွေးတယ်ဆိုတာကမစိတ်ဒီအားကောင်းတဲ့ကောင်လေးရွေးမွေးရမယ်အဖပြောတဲ့ကမစိတ်ဒီဆိုတာဘာလဲဗျတကူစွမ်းအားပေါ့ကွာငါတို့ကအားကြီးတဲ့တရေကိုမွေးနိုင်လေငါတို့လုပ်ငန်းဆောင်တာတွေပို့ပြီးအောင်မြင်လေပဲကွာအဘပြောမှာပဲတရေတွေလက်ဝေပွဲလုပ်ပြီးရွေးခိုင်းရမလို့ပဲလုံးရမှာလေကွာအဲ့လိုပဲရွေးရမှာဗျာ ဥဝင်စကားကြောင့်မောင်ဘိုးတင်ကြောင်အန်းဖြစ်သွားရတယ်။မောင်ဘိုးတင်ဖြစ်ပြသွားတာကိုသဘောကျနေတဲ့ဥဝုံကဆက်ပြီးတော့စကားဆိုလိုက်တယ်။ဒီလိုကောင်လေးရဒီမှာရှိတဲ့တရေတပတ်တစီပိတ်တာမြေဖုတ်အသူရကယ်ဆိုပြီးတော့အများသာရှိလိမ့်မယ်။ငါတို့ကအဲ့ဒီထဲကဘယ်မျိုးစားကိုမွေးရမလဲရင်တွေးရမယ်။တရေကိုအများဆုံးမွေးပါလေ။နိုင်နိုင်နင်းနင်းပေါ့ကွာ။ဟုတ်ပါ။အဲ့ဒီတော့ဒီဝင်းကျင်ကတရေတွေကိုငါတို့တတ်နိုင်တာနဲ့ကမ်းလှမ်းရမယ်။ ဘဏ္ဍရဲ့အမဲသားဘလောက်ကျွေးမယ်ဘာညာဘောကွာဟုတ်ကဲ့ပါအဲ့ဒီချိန်နှကောင်လိုင်းလာမယ်ဆဲကောင်လိုင်းလာမယ်ကွာအဲ့ဒီကောင်လေးချင်းချင်းလုံခိုင်းပြီးတော့နောက်ဆုံးဘူရတဲ့ကောင်ခေါ်မှာအဖတရေယူလာကြောက်တောင်သဘောကျလိုက်ဟိုဒိုင်းဒီပါရီရောလူသေးလားဗျလူတာဘောကွာအခုမင်းနဲ့ငါဒိုင်းပဲဘောကွာဟာကောင်းလိုက်တာဗျာကြောက်ရွံ့မှုကင်းမဲ့သွားအားပါရရစကားပြောနေတဲ့တပည့်အဖြစ်သူမောင်ဘိုးတွေကိုကြည့်လိုက်ပြီးဥုံလဲသဘောကျနေလိမ့် တပည့်ရွေးတာမှန်ကန်သည်ဟုလည်းတွေးနေမိပါလေတော့လေအုတ်ခုံမမမောင်မိုးတွေနဲ့ဦးအောင်ကထိုင်နေခဲ့တယ်။လာရောက်လင်းနေတဲ့အုတ်ကူရှိမြေကွက်လာကိုအာယုံဆိုင်နေတယ်။အဲဒီနောက်ဦးအောင်ကမန္တန်တစ်ခုကိုရွတ်လိုက်ပြီးတဲ့နောက်"ကဲဒီသင်းကြိုင်းမှာရှိတဲ့တရေပေါင်းတို့ကျုပ်အောင်လန်းစရာဦးအောင်ဖိတ်ခေါ်ပါရယ်။တင်းတို့တဲကတအုပ်ကိုငါနဲ့ငါတပည့်ဘိုးထင်မွေးကြင်ပါလေ။ငါတို့ခိုင်းတဲ့လုပ်ငန်းချုပ်ကိုလုပ်ပေးရပါမယ်။အဖိုးအခါအနေနဲ့ဆယ်ရက်ကိုတစ်ကြိမ်အမဲသာနှစ်ပိတ်သာကျွေးပါမယ်။" ငါတို့ပြောတာလက်ခံရင်ငါတို့ရှိကိုလာခဲ့ကြ။ဦးအောင်ရဲ့စကားဆုံးတာနဲ့လာဟာတိမ်တိုင်းချိုးတဲ့ကိုဝင်သွားပြီးတော့မှောင်မဲသွားလိမ့်တယ်။အဲဒီနောက်တိမ်တိုင်းများကင်းစင်သွားချိန်လာရောင်ရဲ့အလင်းအောင်ပြန်ပေါ်လာလိမ့်တယ်။ပြန်ပေါ်လာတဲ့လာရောင်အောက်မှာတော့ပုံသဏ္ဍာန်ဆုံလာတဲ့တရေလေးကောင်ရောက်နေလိမ့်တယ်။အဲဒီတရေများကိုဦးအောင်ကသေချာကြည့်လိုက်ပြီးမောင်ဘိုးရင်ဘက်ကိုလှည့်လိုက်ကကောင်လေးငါတရေရိနိုင်မဲမေးမယ်မေးမှတ်ထားအောင်ဟိုအဆုံကတရေနာမည်ကငနဲ့အပါယား ေးမင်းကတိတာလားတိတယ်လေအဲ့တင်းရဲ့ကျုပ်စီကအမဲသားတောင်းစားတာတခုသတိထားကောင်းလေးရဲ့တင်းရဲ့တစီနဲ့စကားပြောရင်ငါလို့ပဲပြောကျုပ်တို့ကျွန်တော်တို့နဲ့မပြောနဲ့ကြားလားငါတို့ကသူတို့ကိုအပေါ်ကဆက်ဆံပဲသူတို့ကစင်းနေကိုထိန်းရတယ်လို့ပဲကွာသတိတော်ထားမယ်ကြားလားဟုတ်ကဲ့ပါဦးအောင်ကမောင်ဘိုးထင်ကိုတိုးတိုးပြောပြီးတဲ့နောက်အခုငါတို့ရှေ့ရောက်လာတာဘသူတွေလဲနိုင်မယ်ပြောကြစမ်းဟိုကောင် ဦးအောင်ကအဆုံဆုံးမှတရေကောင်ကနေစပြီးတရေတကောင်ချင်းကိုလက်ညှိုးထိုးပြီးမေးလိုက်တယ်။ဟိုကောင်နမ်းမဲငနက်ဟိုကောင်မင်းနမ်းမဲစံဖမင်းအောင်ငတွတ်ဟိုကောင်အောင်စိတ်တအေးကောင်းပြီနေလို့နှပန်းလုံးရမယ်နိုင်တဲ့ကောင်ချင်းချင်းထတ်ချရမယ်ကြားလားဦးအောင်ကတရေများကိုသေးချာကြည့်ပြီးတဲ့နောက်မောင်ဘိုးတင်ဘက်ကိုလှဲ့ကာကောင်လေးဘယ်ကောင်နဲ့ဘယ်ကောင်ချခံရမလဲ ျုပ်ကတော့ငနက်ကိုတန်းခေါ်ကျင်တာဗျ။ရမလားကွာ။ပိုအားကြီးတဲ့ကောင်ခေါ်ရမှာဒါစီးကဲမယ်။မင်းဒိုင်ဖြစ်ပြီးတော့မညှင်းနဲ့တော့ကောင်လေး။ကျုပ်ကပြောကြည့်တာပါဗျာ။ကဲအားစုကျုပ်ရွေးလိုက်မယ်။မောင်ဘိုးရင်ကတကယ်လေးကောင်ကိုသေချာကြည့်ပြီးတော့ဦးအောင်ကိုစကားဆိုလိုက်တယ်။အဘစံပါနဲ့စိတ်ဓာတ်အကောင်ကြီးတယ်သူတို့ချခိုင်းဗျာအဲ့တော့ငနက်နဲ့ငတော့ကအကောင်กว่าတယ်ကွာငနက်ကြီးကစံပါနီးပါပဲအဘရေထားလိုက်စမ်းပါကြုတ်ပြောသူလို့လုပ်ပါဗျာကောင်လေး မင်းဘောင်ထဲကညစ်နေပြီငါသိတယ်နော်နေစက်မှာဗျာတိုင်နေပါဆိုခက်တီနေပါဗျာအဖလည်းလည်းခက်တယ်ဗျာမျက်နှာဘိုးမသိဘူးမောင်ဘိုးတင်စကားကြောင့်ဥုံမျက်လုံးမှာပင့်တက်သွားရတယ်တဲမလွယ်တဲ့ကောင်ပါလားဟုလည်းတွေးရင်ဒေးများပဲလက်ကကဲဇံပါနဲ့စိတ်တာချတော့တရေနဲ့ကောင်လုံးထွေးနေလေတယ်လေမြန်လုံးတဲ့အတွက်အိမ်မဲများသရံသာမြင်နေရတယ်အတော်ကြတဲ့ကောင်မောင်ဘိုးတင်ကစိတ်မရှိဖြစ်ကအဖ ဒီကောင်လေးကိုဒီတိုင်းချခိုင်းနေတက်တလုံးပြီးမှမဟုတ်တော့အေးတခါတလေတရက်လောက်ကြာတယ်ကွာဟာအဲ့လောက်ကြီးမဆောင်နိုင်ဘူးညာအကြာကြီးကိုစိတ်မရှိဘူးမောင်ဘိုးရင်ကပြောပြောဆိုဆိုမတ်တက်ရက်လိုက်ပြီးဟေးကောင်လေးရက်စမ်းမောင်ဘိုးရင်ရဲ့စကားကြောင့်လုံထွေးနေတဲ့သရေဆန်ပနဲ့စိတ်တရရက်လိုက်ကြတယ်အရိကမောင်ဘိုးရင်ကထပ်ပြီးတော့စကားဆိုလိုက်တယ်မင်းတို့မရွေးဘူးငနက်လာခဲ့မင်းကိုရွေးတယ်ငနက်ကဦးအောင်တို့နားကိုကတ်လာခဲ့တယ်ကျန်တဲ့တရေများကမချေမနှက်ဖြစ်ကံနေရာ မောင်မိုးရင်ကဥုံးကိုတိုးတိုးနဲ့စကားပြောလာတယ်။အဖဟိုကောင်ဒီမှာကျန်တဲ့လူလာချင်ဘာတားပြုံတော့။မင်းကစီးဖောက်တာကိုဘယ်ကျင်းနဲ့မလဲ။အဖပြောတော့စင်းနေလူပဲဆိုဒီကောင်ကြီးကျုပ်တို့စကားကိုနားအောင်ထောင်းအောင်။ဟေးပါကွာငါကမင်းကိုလက်တွေ့သင်ခန်းစာတွေပေးနေတာ။မင်းကငါ့အောင်တော့ပညာတွေပြန်သင်နေပါလားကွာ။ဟုတ်တယ်လေဗျာသူတို့ချတာအကြာကြီးမဆောက်နိုင်တော့အခုတော့အချိန်လင့်နေပိုက်လဲစာနေဗျာ။ကျုပ်ကငနက်ကိုတော့ခေါ်လိုက်ပြီ။ဘာထက်လို့ရမလဲ။စာကျုပ်လောက်ရအောင်မယ်။ဟမ် အဖစာချုပ်လည်းရှိသေးလားလားအဖတို့လောကလည်းတကယ့်ကိုအဆန်းနေပဲဗျို့ဦးအောင်နဲ့မောင်ဘိုးတင်စကားပြောနေစမှာဂျန်နဲ့တရေသုံးကောင်ထမ်းမ6ကက်ကက်အက်ကွဲကွဲစကားသံများပေါ်လာကြတော့တယ်အကျဉ်းနဘူးငါတို့မကျဉ်းနဘူးအဲဒီကမောင်ဘိုးတင်ကဦးအောင်နာကိုကတ်သွားပြီးအဖဟိုကောင်တွေမကျဉ်းနဘူးတဲ့ဗျဘယ်လိုလုပ်မလဲမင်းအောင်ဘယ်လိုလုပ်ချင်ကျုပ်ကတော့သူတို့အမဲသား90သားစီလောက်ကျွေးမယ်လို့ညှိကျင်တယ်ဗျမတရားလည်းတားမလို့ချင်ဘူး တပိတ်သာတော့မဟုတ်ပါလားမင်းကသဘောစကားကြီးအဘလည်းဗျာအဘငွေကုန်တတ်တောင်ပြောပြီးတော့အားလိုက်တာဗျာအေးအေးပါကွာမရတော့လဲငါပညာပြရတာပေါ့ဦးအောင်ကအုတ်ကူခြေနားမှာမြေကြီးမုံများကိုလက်နဲ့ကုပ်လိုက်ပြီးမင်းတို့မကျင်းနဲ့လဲငါလိုဆရာကဂယုဆိုင်ဆရာလားမင်းတို့တနာလို့တကောင်မနဲ့ပြမဲသား90သားစီကျွေးမယ်ကျင်းနဲ့လားအကျင်းနဘူးမကျင်းနဘူး တဲသုံးအောင်အဲ့ဒီလိုပြောပြီးတော့ဦးအောင်တို့နားကိုတိုးလာရာဦးအောင်ကမြေမုံများစုပ်ကင်ထားတဲ့သူ့ရဲ့လက်ကိုပါဇက်နဲ့တစ်ချက်မှုတ်လိုက်ပြီးငါလိုဆရာကိုတရေစုပ်တွေကအန်တုဝင်နေတော့သိစမ်းကွာဦးအောင်ကအရှိကိုတိုးလာတဲ့တရေသုံးအောင်ကိုပေါက်လိုက်ရာမြေမုံများမှာမိစာများတရံဖြစ်ပြီးတရေသုံးအောင်တောက်လောင်ကုန်လျာကြောက်လန့်ကြားနဲ့တင်းကြိုင်းနဲ့ရှိတစ်ပင်များပေါ်ကိုပြေးတက်သွားကြလေတော့လေအဲ့ဒီခါမှမောင်ဘိုးထင်ကတပ်ပြင်းချလိုက်ကဟာအဖောက်တော်ဒီကောင်ကြီးကြောက်သားဗျာ မင်းငါမရှိရင်ဘယ်လို လုပ်မလဲကောင်းလေကျုပ်ကလည်းဘာရှိလို့လုပ်ရတာဗောဗျာမင်းကတော့လေကဲစာချုပ်ချုပ်ဖို့လုပ်ကြအောင်မင်းကငန်းတ်ကိုသဘောကျနေတာဆိုတော့မင်းမငန်းတ်နဲ့စာချုပ်ချုပ်လိုက်ကွာမင်းမွေးတာဗောဟုတ်အဖဘာမှချုပ်ရမှာလဲစာချုပ်လည်းပါမလာဘူးလေဟာကောင်ရစာချုပ်တယ်ဆိုတာစကားအရာပြောတာကွာမင်းကိုရှင်းပြနေမိုးလင်းသွားမယ်လာလာလာဦးကောင်ကမောင်ဘိုးတွေကိုခေါ်လိုက်ပြီးတော့မောင်ဘိုးတွေရဲ့လက်ကိုစုပ်ကင်လိုက်လေတယ် အဲနောက်တရေငနတ်ကိုရှေ့ကိုလာခိုင်းပြီးတော့ငနတ်မင်းကိုမြုပ်ထားတဲ့နေရာဘမလဲငနတ်ကသူတို့ထိုင်နေတဲ့အုတ်ကူကိုလက်ညှိုးထိုးပြလိုက်တယ်။ကဲအဆင်ပြေတာပေါ့ကွာ။ကောင်းလေးနည်းနည်းနာမယ်နော်။ဦးအောင်ကပြပြဆိုဆိုသူ့ဤလွယ်အမဲကြီးထဲမှာဓမြောင်တိုလေးကိုထုတ်ပြီးတော့မောင်ဘိုးတွေလက်ညှိုးထိတ်ကိုဖောက်လိုက်လိမ့်တယ်။အဲဒီကသူ့အများစိတ်ထွက်လာရာဦးအောင်ကသူတို့ထိုင်နေတဲ့အုတ်ကူကြီးပေါ်ကြာသေးပြီ။ကဲကောင်းလေးလိုက်စု။ဟုတ်ကဲ့ပါ။ ကျုံမောင်ဘိုးတင်သည်တရေငနအားဆယ်ရက်ကို အမေသာသုံးမိသာကြွေးပါမည်မကြွေးခဲ့ပါကကျုံနဲ့ကျုံမိသားစုကိုငနတ်ဒုက္ခပေးနိုင်ပါသည်ကြွေးပါကငနတ်သည်ကျုပ်ခိုင်းရာကို လိုက်နာရမည်ဖြစ်သည်ဥုံတိုင်မေးတဲ့အတိုင်းမောင်ဘိုးတင်ဆိုတဲ့နေရာမှာကျုပ်ဘိုးတင်နဲ့ဥုံတို့သည်လို့ဘိုးတင်ကထဲဆိုလိုက်ရမှာကောင်းလေငါ့နာမည်မင်းဘာလို့ထည့်တာလဲဟာ ကျုပ်ကငွေမရှိဘူးလေဗျာအဘမကျွေးလို့ကျုပ်တို့ခရောက်မှာပေါ့အဲ့ဒါကြောင့်အဘကိုပါထည့်ရတာကောင်းလေမင်းတော်တော်ညံပြီးတဲ့ကောင်ပဲဦးအောင်ဒီတပည့်ကျော်မောင်မိုးတွေကသဘောကျသွားစကားဆိုလိုက်ပြီးတော့ငနက်ကိုကိုယောင်ဖျောက်ပြီးလိုက်စီကအင်ဂျင်ရွာကိုထွက်သွားကြလေတော့ဒီဦးအောင်ရဲ့ပညာကြောင့်တရေငနက်ရွာထဲကိုအခက်ခဲမရှိလိုက်ပါနိုင်ခဲ့ပြီလေရွာထဲမှာတော့အိမ်များမှာအလင်းအောင်မရှိတော့ဘူးတို့ပေမဲ့ရွာလေကအိမ်လေးတစ်လုံးမှာတော့မိအောင်ရှိနေလေဟာ အဲ့ဒီအိမ်လေးတဲကိုဝင်သွားလိုက်ကြတယ်။အိမ်ဝိုင်းတဲကိုဝင်လိုက်တာနဲ့ဇပွဲတန်းရမှလူကြီးလေးယောက်မိဖို့ဖိုးပြီးတော့ထိုင်နေကြလိမ့်တယ်။ဦးအောင်တို့ဝင်လာတာကိုမြင်လိုက်တဲ့အခါဆရာကြီးဦးအောင်လားဗျဟုတ်ပါလေ။နောက်ကျလိုက်တာဆရာကြီးရေမလာတော့ဦးတော်ထင်နေတာ။ဦးအောင်နဲ့အဲ့ဒီလူကြီးတို့စကားပြောနေစင်းမှာမောင်ဘိုးတင်ကဦးအောင်ရဲ့ခါးကိုတို့တို့နေရာမှာဗာလဲကောင်းလေးရေစကားပြောနေတယ်လေကွာ။အဘဗိုက်စာပြီဗျအချိန်လဲကြည့်အောင် မောင်မိုးတွေမှာတိုးတိတ်တိတ်ပြောပေမဲ့တခြားလူကြီးများကကြားသွားကဟုတ်တာဗောဆရာကြီးတို့အဝေးရလာတာဗိုက်စာနေမှာဗောဟေးသွားကြစမ်းတယောက်တော့သမင်းပြင်စမ်းမအောင်ဟာထိုင်နေတော့လူကြီးများထဲမှာအသက်ပုံငယ်ရှိတဲ့လူကြီးဟာအိမ်မောင်အလင်းများတက်သွားလိုက်လေလေအဲ့ဒီချိန်အိမ်မောင်မမိမတန်တန်ထွက်ပေါ်လာလေလေအကောင်တွေဝင်မခံနဲ့အကောင်တွေဝင်မခံနဲ့အာရီတန်ကိုကြားတဲ့အခါဦးဘုံကနောက်ကိုလှည့်လိုက်ပြီးငနက်အော်နေတဲ့ကောင်ပါဇက်ကိုသွားပိတ်ဆံကွာ ီလိုဖုတ်လောက်ကတော့မင်းအေးစီပါကျန်တာငါခိုင်းမှလောက်ကြလားဦးအောင်ရဲ့စကားဆုံးပြီးတိတ်မကြမီအိမ်ပေါ်မှာအော်နေတဲ့အတန်ဟာတိတ်ဆိတ်လို့သွားလိမ့်တယ်ဦးအောင်ချိန်မှာရှိနေတဲ့လူကြီးများဒီပင်ဦးအောင်ကမဝင်မရဖြစ်နေကြအိမ်ပေါ်တက်ပြီးတော့ထမင်းသွားပြန်တဲ့လူကြီးပြန်ဆင်းလာကထမင်းစားလို့ရပါပြီဗျအဲ့ဒီလူရဲ့အတန်ကိုကြားတဲ့အခါမောင်ဘိုးတွေပြုံးဆွင်သွားလိမ့်တယ်ဦးအောင်မှကြမ်းတဲ့လူကြီးများနဲ့စကားပြောနေပြန်လျာဦးအောင်ရဲ့လက်ကိုဆွဲ၍အိမ်ပေါ်ကိုတက်ရန်မောင်ဘိုးတွေကဆွဲခေါ်နေပါတော့တယ် ဦးအောင်နဲ့မောင်မိုးတင်အားတမင်းစားပြီးလို့အိမ်ရှိကမ်းမှာရှိတဲ့ဖုတ်ဝင်နေတဲ့သူနာမှာထိုင်နေကြတယ်။ဖုတ်ဝင်နေတယ်လို့ပြောတဲ့သူမှာအမေဦးကြီးတယောက်ဖြစ်ပြီးတော့ပိန်လီနေပြီးမျက်လုံးတို့မြောက်ပက်ဖြစ်နေပြီ။အချိုးပေါ်ရေတင်ဖြစ်ကကြောက်စီအားအသွင်ပြင်ရှိနေလေတဲ့။အဲ့ဒီအမေဦးရဲ့မျက်လုံးများကပြူးကြောင်ကြောင်နဲ့ကိုယ်ခန္ဓာနဲ့မလိုက်အောင်ဆူးချနေပြန်တယ်။ဦးအောင်အဲ့ဒီအမေဦးကိုတေချာကြည့်လိုက်တယ်။ဖုတ်ဝင်တာကတေချာနေပြီဖြစ်တယ်။အနာမှာတော့အဲ့ဒီအမေဦးကြီးရဲ့ဝိညာဉ်ဟာ အမေဦးကြီးရဲ့ကိုခန္ဓာအနားမှာဝိတ်လည်နေလေတယ်။အဲနောက်အမေဦးရဲ့သားများနဲ့ချွေးမများကိုစကားဆိုလိုက်တယ်။ဖိုးကတော့အကြီးစားဝင်နေတာပဲ။အနူနီးနဲ့တော့ထုတ်မရဘူး။ကျုပ်တို့လည်းအထက်လန်းဆရာတွေကိုပြေးမာတယ်ဗျာ။သူတို့လည်းသူတို့နီးလန်းနဲ့ထုတ်ပေးမယ်အစ်မပြေဘူး။အားလုံးဆရာကြီးကိုပြင်လိုက်တာပါ။ကျုပ်ဖုတ်ထုတ်ပေးတာတော့ဟုတ်ပါပြီ။ဖုတ်ထွက်သွားရင်တော့တရက်လောက်ပဲအသက်ရှင်နိုင်မယ်နော်။အခုပုံနဲ့တည့်ရလားဆရာမဟုတ်ဘူးဗျခင်ဗျားတို့အမေအနေနဲ့ပါ ဘယ်တက်နိုင်မှာလဲဆရာကြီးရဲ့အခုလိုကြီးဖြစ်နေရတဲ့ဆိုင်ဘဝကူးသွားတာမှာတော်ပါသေးတယ်ကျုပ်ခမားတို့မေကိုလက်နဲ့မထိပါဘူးတော်စာကျုပ်ရိုက်ပုတ်လို့စုံးနယ်လို့လည်းပြောမခံနိုင်ဘူးဟုတ်ကဲ့ပါဗျာနားလည်ပါတယ်ဆရာကြီးဦးအောင်ကမေဟိုကြီးရဲ့သားများမှာဖုတ်ထုတ်ဖို့ခွင့်ပြုလိုက်တဲ့အခါဦးအောင်ကမောင်ဘိုးတွေကိုခေါ်ကာအိမ်အောက်ကိုဆေးရန်ဟန်ပြင်လိုက်ပြီးအမေကြီးရဲ့သားများကိုကျုပ်တို့ပြင်ဆင်လာရှိတာပြင်ဆင်လိုက်အောင်မယ်ခမားတို့အိမ်ပေါ်ကပဲစောင့်နေပါဟုတ်ကဲ့ပါဆရာကြီး ဦးအောင်ကမောင်မိုးတင်ကိုခေါ်ကအိမ်အောက်ကိုဆင်းလာပြီးတော့အိမ်ဝိုင်းထဲဝင်လာစဉ်ကတွေ့ရတဲ့မိဘအနားမှာရှိတဲ့တန်းရမှာထိုင်လိုက်ကဦးအောင်မှာစကားဆိုလိုက်လေတယ်။ကောင်းလေးဖုတ်ထုတ်တယ်ဆိုတာအစီရင်နဲ့ထုတ်လို့ရတယ်။အခုလိုအစီရင်မနိုင်တဲ့ဖုတ်ဆိုသူ့ကိုနိုင်တဲ့ကောင်ချခိုင်းပြီးထုတ်ရတယ်။ငါတို့ကသူတို့အရှိမငနက်ကိုချခိုင်းလို့အစင်မပြေဘူးလေ။အဲ့တော့ဦးအောင်ကပြောလဲစကားကိုခဏရက်လိုက်ပြီးငနက်လာစမ်းခိုင်းစရာရှိတယ် ငနဲ့ရောက်လာနဲ့ဖုတ်ဝင်နေတဲ့အမဲဦးမဦးအောင်တို့ကိုယုံရင်ကြမ်းတမ်းစွာဆဲဆိုနေပါတော့တယ်။အဲဒီနောက်ဦးအောင်ကငနဲ့ကိုငနဲ့လူခံတာတဲ့ဝင်နေတဲ့ကောင်မင်းနိုင်လား။နိုင်ပါတယ်။နိုင်အဲဒီကောင်မင်းမောင်းထုတ်လိုက်တော့ကွာကြားလား။ဦးအောင်ကအဲဒီလိုပြောလိုက်တာနဲ့ငနဲ့လည်းအိမ်ပေါ်ကိုပြန်တက်သွားလိမ့်တယ်။ငနဲ့ပြန်တက်သွားတာနဲ့ဦးအောင်ကိုဆဲဆိုနေတဲ့ဖုတ်ဝင်နေတဲ့အမေကြီးရဲ့အတန်းနဲ့တိတ်ဆိတ်သွားတယ်။အဲဒီနောက်ဦးအောင်နဲ့မောင်ဘိုးတွေအိမ်ပေါ်ကိုပြန်တက်လာကအဲဒီမေကြီးနားမှာထိုင်လိုက်လိမ့်တယ်။ အမေကြီးမှမျက်လုံးများပြူးကျဲနေပြီခဏကြာတဲ့အခါငနတ်ဟာအမေကိတ်တရံတစ်ခုကလဲပင်းမှာကင်ပြီးတော့အမေကြီးရဲ့ကိုယ်ထဲမှာဆွဲပြီးတော့ထုတ်လာကအိမ်ပြင်သို့ထွက်ခွာသွားပါလိတော့ဒီငနတ်တို့ထွက်ခွာသွားနဲ့အမေဝဲဝိညာဉ်ဟာသူမရဲ့ကိုမဆွဲယူလိုက်သည်လားဝင်ရောက်သွားကအမေကြီးထံမှာထောင်းဆိုးတဲ့အစတင်ထွက်ပေါ်လာလိတော့ဒီသာတင်ခိုင်းအမေကျုပ်တို့နားမှာရှိပါတယ်အမေဦးကြီးရဲ့လက်အား သူဤသားများကင်လိုက်ချိန်မှာတော့အာအမေအသားတွေနာလိုက်တာသေပါပြီသားရဲ့အမေဝဲပြောစကားကိုကြားတဲ့ခါမှာတော့အမေဝဲဤသားများဟာဥုံကိုအကူညီတောင်းဟန်နဲ့ကြည်လာရာဥုံကအကြီးဆုံးဖြစ်ရန်တူတဲ့သားနာကိုသွားပြီးအတန်တိုးတိုးနဲ့ကျုပ်ပြောထားသလိုပဲဗျာအခုကခမရတို့အမေပါသူအသားတွေနာတယ်ဆိုတာလူမို့လို့ဇုံကန်ဒီလူတွေရဲ့ထွက်တတ်ကနာကျင်တယ်ခမရတို့သူ့ရဲ့အသားတွေကိုသွားသွားမထိပါနဲ့အစားအသောက်တွေမကြွေးပါနဲ့ ကျွန်တော်တို့ကြုတ်လည်းမပြောတတ်ဘူးတရားတရားနာခိုင်းပါလားဆရာကြီးကျုပ်တို့အိတ်ချင်ပြီဗျာဒီရေမဟုတ်တဲ့တရားရင်ကိုစီစဉ်ပေးနိုင်မလားစီစဉ်ထားပါရဲ့ဆရာကြီးအဖိုးကလေးဘယ်လောက်ကတော့ရမလဲခင်ဗျာ20လောက်တော့ပေးပါဗျာကျေးဇူးတင်ပါတယ်ဆရာကြီးအဲနောက်လူကြီးတယောက်ကအခုအိမ်နဲ့တိန်ကျော်မအိမ်တလုံးကိုပို့ဆောင်ပေးလိုက်လေတော့လေအိမ်ပေါ်မှာတော့ခေါင်းအောင်ဆောင်များအသင်ပြင်ပေးထားလေဟာဥုံနဲ့မောင်ဘိုးတွေဝင်အိတ်လိုက်ကြလေ မောင်ဘိုးတွေမှဥုံကိုစကားဆိုလာခဲ့တယ်။အဖအမေကြီးကတနာစရာပဲနော်။အခုမှသူ့ခန္ဓာကိုယ်လည်းပြန်ဝင်ရတာလေကွာ။ဒါမဲ့သူ့ရဲ့ကိုယ်ခန္ဓာကအသက်ဆက်ဖို့အတွက်အားမရှိတော့ပါဘူး။ဟုတ်ပါဗျာ။သူ့ကြည့်ရလဲပိန်လီညာပဲ။ဘလို့များအသက်ရှိနေရလဲအံ့ဩစရာ။ဥုံကမိသည့်စကားမှပြန်မပြောပဲမျက်လုံးကိုမိတ်ထားလိုက်လေ။စင်စစ်အမေကြီးဒီတေဆုံးနေပြီဖြစ်လေတယ်။တော့ဗိမဲ့သူဤသားများဆွဲလန်းစိတ်ကြောင့်မကြွမလွတ်ပဲ။ ဖုတ်ဝင်နေတဲ့သူမရဲ့ကိုခန္ဓာနားတွင်ဝေးလေနေလျာသားများနေစကားပြောနိုင်ဖို့အတွက်ဥုံတရက်မြကိုခန္ဓာထဲမှာနေခွင့်ပေးထားခြင်းဖြစ်တော်တယ်။အဲဒီနောက်လမ်းမှာတွေ့ခဲ့တဲ့ညောင်မင်ကြီးမှာတစီเจ้าကိုတွေ့နေမိတော်တယ်။ဥုံလည်းတော်တော်နေအိတ်မပြောဘူး။မောင်မိုးထင်းဒီကပေမန်းနေလို့ထင်းခဏနေအိတ်ပြောသွားလိမ့်နေ။သူအိတ်ပြောနေနဲ့မှာရောင်ရမ်းပြီးတော့စကားပြောလာခဲ့တယ်။အမေအမေကျွန်တော်ရေးပြလိဗျာ။ ဥုံတစ်ခုသတိရသွားမိတယ်။မောင်မိုးတွေအိမ်နေတဲ့ညောင်မင်းမနှွယ်များကိုလွှဲပေးနေတယ်။တဆေရဲ့တရံကလည်းမိနေတဲ့ပုံစံဖြစ်နေရာဥုံတွေးရင်ပါဇက်မှာရောင်ရမ်းပြောမိသွားလိမ့်တယ်။ကောင်းလေးအမေများလား။ဥုံကဒီလိုမျိုးအတွေးပေါင်းများစွာဖြစ်လာပြီး အတန်ကြာတဲ့အခါတဖြည်းဖြည်းအိပ်ပျော်လို့သွားပါလိမ့်တော့တယ်။